မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီသမားလ29ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့ရခိုင်ပြည်နယ်ဂွားမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများအားလုံးကိုအရခတ်တပ်တော် AA ကအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်းအရခတ်တပ်တော်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဥခိုင်ဒုက္ခကအတိအပြုပြောကြားလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဒီဇင်ဘာလ29ရက်နေ့နေ့လယ်ပိုင်းမှာဂွားမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများအားလုံးကို AA ကအပိသက်ချိန်မုံတိုက်ခိုက်ရှင်းလင်းပြီးပြီဖြစ်တယ်လို့သိရပါတယ်ဂစင်ကလေးနဲ့ထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးကိုလည်းလိုက်လံချိန်မုံလျက်ရှိပြီးတော့စစ်ကောင်စီကဂွားမြို့နယ်အတွင်းကိုပြန်လည် ဝင်ရောက်ရန်စူးစမ်းနေတယ်လို့၎င်းကပြောဆိုထားပါတယ်။ကွားမြို့တိုက်ပွဲအခြေအနေကတော့ဒီနေ့ဒီဇင်ဘာလ29ရက်နေ့နေ့လယ်ပိုင်းမှာကွားမြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်စခန်းအခြေစိုက်စခန်းတွေအကုန်လုံးကိုကျွန်တော်တို့အရခတ်တပ်တော်ကခြေမုံတိုက်ခိုက်ရှင်းလင်းသိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ကွားမျိုးကနေပြီးတော့ဂစင်ကလျားနဲ့ဆုတ်ခွာထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုကျွန်တော်တို့အာရခတက်တော် AA ကလိုက်လံချေမုံတိုက်ခိုက်လျက်ရှိပါတယ် အကြမ်းဖက်စစ်ကောင်စီတွေဘက်ကစိတ်ကူအင်အားတွေထပ်ဖြည့်ပြီးတော့ဂွမ်းမြို့အနီးတစ်ဝိုက်ကိုပြန်လည်ဝင်ရောက်ဖို့ကြိုးစားနေတာတွေရှိတဲ့အတွက်တချို့နေရာတွေမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာရှိပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့လေတပ်ကနေပြီးတော့ဗုံးကျဲတိုက်ခိုက်မှုတွေဇက်တိုက်ရှိနေသေးဖြစ်တယ်လို့ရေတပ်ကနေလည်းအေယာဝတီတိုင်းကမ်းတာယာကမ်းခြေအနီးရေပြင်ထက်ကနေပြီးတော့ရေချောင်းပစ်ကူလက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်ခတ်နေတာတွေရှိတယ်လို့ခိုင်ဒုက္ခကရှင်းပြထားပါတယ်။ယခုအခါအေအေကရခိုင်ပြည်မှာမြို့၁၄ခုကိုတိုက်ခိုက်သိမ်းပိုက်ထားပြီးတော့ စစ်တွေမန်အောင်တဲ့ကြောက်ဖြူမြို့၃ခုကိုသာတိမ့်ပိုက်ရန်ကြံရှိတော့ကြောင်းတရင်အရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းအရောမန္တလေးတိုင်းမတရားမြို့နယ်ကြောက်တရားကြီးရွာတိုက်ပွဲမှာစစ်ကောင်စီတပ်သား၅ဦးသေဆုံးပြီးလက်နက်၅လက်နဲ့ခဲယမ်းများကိုတင်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားရရှိအနေမတရားမြို့နယ်ကြောက်တရားကြီးရွာတိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကို drone နဲ့ဘုံးကျဲတိုက်ခတ်ခဲ့ရာစစ်ကောင်စီတပ်သားများ ခါပြတ်သိမ်းဆုံးပြီးတော့ရုံအလောင်းများကိုလာရောက်ကောက်ယူခြင်းမရှိဘူးလို့သိရပါတယ်ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့နေရာကိုနယ်မြေရှင်းလင်းတဲ့အချိန်မှာပုတ်ပွသိမ်းဆုံးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအလောင်းများနဲ့အတူလက်နက်၅လက်နဲ့ခဲယမ်းများကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်ကျွန်တော်တို့လည်းမြေပြင်မှာခံစစ်ပြင်ထားတာလဲကြာနေပြီဆိုတော့ပြည်သူတွေကအားမလုံအားမရဖြစ်နေတာလဲရှိတာပေါ့နော် အဲ့ဒီအတော့ဘာမှမပူပါနဲ့ကျွန်တော်တို့တွေအကောင်းဆုံးလုပ်ပြီးတော့အကောင်းဆုံးစုစည်းပြင်ဆင်နေပါတယ်မကြတော့ပါဘူးမကြခင်အချိန်တစ်ခုမှာအရွေးတစ်ခုကိုထပ်ရောက်ပါတော့မယ်ထပ်ပြီးတော့လဲတိုးပြီးတော့လှုပ်ဆောင်နေပါတယ်ဆိုတာကိုအတိအကျပြောရဲပါတယ် ျွန်တော်တို့ဒီတိုင်းရင်းရှိရက်မနေပါဘူးလို့ SSTF စစ်စင်ရေးတာဝန်ရံ rate ကပြောဆိုထားပါတယ်မရီယာမျိုးနယ်အတွင်းကိုအချမ်းမဲ့စစ်ကောင်စီတပ်ကစစ်မှုထမ်းတပ်သားတဲ့တင်တန်းစင်းများကိုအုံချကဝေဟင်ကနေလေချောင်းပစ်ကူပေးပြီးတော့ကြီးချောင်းလေချောင်းတွေနဲ့ထိုးစစ်စင်တက်ခိုက်နေတဲ့အတွက်နေရာတချို့မှာအခြေအနေတစ်ခုကြောင့်ပြန်လည်ဆုတ်ခွာပေးခဲ့ရတာတွေလည်းရှိတယ်လို့သိရပါတယ်သို့တော်လည်းယခုခါမှာပြန်လည်ထိုးစစ်စင်တက်ခိုက်နေကပိတ်ပိုက်ထားပြီးဖြစ်တယ်လို့သိရပါတယ် ကျွန်တော်တို့ထိုးစစ်ရက်ထားပြီးတော့ခန်းစစ်ပြင်နေတဲ့အချိန်မှာစစ်ကောင်စီဘက်ကခဏခဏစစ်ကြောင်းထိုးတယ်ပြန်ပစ်တယ်တွေးလို့စမ်းတယ် တက်လာကြည့်တယ်မြေပြင်ရောဝင်ဟင်ရောလက်နက်ကြီးတွေနဲ့အကုန်စုံနေအောင်တုံးပြီးတော့မှကျွန်တော်တို့ဘက်ကိုစစ်ကြောင်းထိုးလာတာတွေရှိတယ်ကျွန်တော်တို့ဘက်ကတော့အခုချိန်ထိကျွန်တော်တို့ထိုင်ထားတဲ့နေရာကနေလုံးဝကိုမစုတ်တန်းခံစစ်အနေနဲ့လုံးဝကိုကာထားပါတယ်လုံးဝလည်းစုတ်ပေးဖို့အစီအစဉ်မရှိပါဘူးအခြေအနေအကြောင်းမျိုးမျိုးကြောင့်လုံးဝမတက်တာလို့သာစုတ်ပေးရမယ်ဆိုရင်တော့မှချက်ချင်းပြန်ယူတဲ့အနေအထားမျိုးတွေရှိပါတယ်တရင်တွေကိုကြည့်ရင်သိနိုင်ပါတယ်ဒါကြောင့်ပြည်သူတွေကိုပြောချင်တာကအားမလို့အားမရဖြစ်နေတာတွေကိုနားလည်ပါတယ်လက်လက်လက်ခံပါတယ်ဒါပေမဲ့ကျွန်တော်တို့တွေရှေ့ဆက်ဖို့အတွက်အကောင်းဆုံးအချိန်ကိုပြ င်ဆင်နေပါတယ်အချိန်နဲ့ပြန်တိုးမယ်ပြည်သူတွေအတွက်အကောင်းဆုံးရလဒ်တွေလုတ်ပေးနိုင်မယ်ဆိုတာယုံလဲယုံကြည်ပါတယ်အဲ့ဒီအတွက်လည်းအများကြီးစူးစမ်းနေတယ်ဆိုတာကိုသတင်းစကားပါခြင်းပါတယ်လို့ SSDF People Police ဟာအမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်ရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနပြည်သူ့ရဲတပ်ဖွဲ့ပြည်သူ့လုံခြုံရေးနဲ့အကြပ်နှိမ်နင်းရေးဌာနဖြစ်ပြီးတော့ CDM ရဲတပ်ဖွဲ့ဝင်များနဲ့ဖွဲ့စည်းထားခြင်းဖြစ်တယ်လို့သိရပါတယ်။ယခုအခါမှာမရီယာမြို့နယ်အတွင်းစစ်ဆင်ရေးများမှာပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးမန္တလေး PDF တပ်ဖွဲ့နဲ့အတူတိုက်ပွဲဝင်လျက်ရှိတယ်လို့သိရပါတယ်။တလတ်စတဲ့စစ်ကောင်စီကိုပြောချင်တာကတော့ကျွန်တော်တို့တော်လိုင်းအဖွဲ့တွေအနေနဲ့စစ်ရဲရောတိုက်ခိုက်ရေးရောဘာမှမဟုတ်သေးပါဘူး။နုနယ်ပါသေးတယ်။ ငါတို့လှုပ်ချင်တိုင်းလှုပ်လို့ရတယ်ငါတို့ကမှလူအင်အားတွေလက်နဲ့ခဲရန်တွေကအကုန်တားတယ်ငါတို့လှုပ်ရင်ဖြစ်တယ်ဆိုတဲ့သဘောရှိတယ်ဆိုရင်ကျွန်တော်တို့မန္တလေး PDF နဲ့ SSTF တို့ပူးပေါင်းဆက်ဆင်ရေးလုပ်နေတဲ့တွင်နေရာကိုလာခဲ့လိုက်ပါလို့အမှားစကားပါကြင်ပါတယ်လို့ SSTF ရဲ့စစ်ရေးတာဝန်ခံ Rate ကဖိတ်ခေါ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းမုံရွာမြို့နယ်မုံရွာမြို့ထဲကနေထွက်ပြေးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား၂ဦးကိုပြည်စိုးတနက်တက်လက်နဲ့အတူဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ26ရက်နေ့ကမုံရွာမြို့နယ်မုံရွာမြို့ထဲကနေပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား၂ဦးဟာ၆ဦးပကဖတိုက်ခိုက်ရေးတပ် CHU PDF တပ်ခွဲတဲ့ Special Force 11 LPDF ဒိတ်ဒိတ်ကျဲ LPDF အဖွဲ့တို့လှုပ်ရှားရာမုံရွာမြို့နယ်နဲ့ချောင်းမြို့နယ်အဆက်နေရာကိုရောက်ရှိလာတဲ့အတွက်ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မုံရွာမြို့ထဲကပါနမခအပိုင်နယ်ထဲကပေါ့မုံရွာချောင်းအဆက်မုံရွာမြို့နယ်ထဲမှာမိခဲ့တာပါ။ကျွန်တော်တို့ရဲဘော်တွေကစစ်ရေးလှုပ်ရှားမှုအမြဲတမ်းပတ်ပြီးတော့တွာလာနေတာသူတို့ထွက်ပြေးလာတဲ့အခါမှာရဲဘော်တွေကတွေ့ပြီးတော့မတင်လာလို့ဖမ်းဆီးရင်းကနေ ခွေးတွေဖြစ်နေတာအဲ့ဒါနဲ့ဖမ်းပြီးတော့နယ်မြေကန်မုံရွာပကဖစီကိုပဲအလိုက်တာပါလို့ချောင်းဦး People Defense Force CHU PDF တပ်ဖွဲ့ကတာဝန်ရှိသူကပြောကြားထားပါတယ်ဖမ်းစီရမိတဲ့စစ်ကောင်စီတပ်သား2ဦးစီကနေပြီးတော့ MA5 pistol တလက် 9mm G6 တောင်380 bullet တထောင် pistol 8တခုနဲ့ဖုန်းနှလုံးတို့ကိုတင်းစီရရှိခဲ့ပြီးတော့တပ်ဆိုင်ရာနယ်မြေခံတွေဖြစ်တဲ့မုံရွာမြို့နယ်ပကဖထန်းကိုစစ်ကောင်စီတပ်သား2ဦးကိုကျမ်းပါရေးကောင်းမွန်စွာနဲ့ သူတို့စီမှာပါလာတဲ့ mobile phone တစ်လုံးနဲ့အတူအနှံ့ခဲ့တယ်လို့သိရပါဗျ။နောက်ဆက်တွဲဘဲတက်ကလည်းဘာညာဆိုတာကိုမုံရပကဖကိုပဲချိတ်ဆက်ပြီးမေးလိုက်တာကပိုအဆင်ပြေပါလိမ့်မယ်။နောက်ဆက်တွဲအချက်လက်တွေကိုဖော်ထုတ်လို့ရအောင်သူတို့နဲ့ပါလာတဲ့ဖုန်းနဲ့အတူစစ်ကောင်စီတပ်သားနှစ်ဦးကိုမုံရပကဖစီမှာအပ်လိုက်ပါတယ်။လက်နက်ခဲယမ်းကတော့ပူပေါင်းအဖွဲ့နှစ်ဖွဲ့ကတင်းထားပါတယ်လို့ပြောဆိုထားပါဗျ။ တွေ့တဲ့အချိန်မှာပြစ်ခတ်တာမျိုးမဖြစ်ခဲ့ပါဘူးသူတို့ထွက်ပြေးဖို့ချိန်ဆတဲ့အဖွဲနဲ့အဆက်အသွယ်မရဘူးလို့တော့ပြောတယ်ဒါကလည်းစစ်ဆေးကြီးမှသိရမှာပါသူတို့ကအသွင်ယူတာလားဘာလားမသိရပါဘူးသူတို့ပြောတာကတော့သူတို့မူရင်းချိန်ဆထားတဲ့အဖွဲကဖုန်းခေါ်လို့မရဖြစ်နေတယ်လို့ပြောတယ်ဒါကတော့အသေးစိတ်စစ်ဆေးတဲ့အခါမှသိရှိနိုင်မှာပါလို့ပြောဆိုထားပါတယ်ဒါကမခိုင်လုံလို့ကျွန်တော်တို့ဘက်ကမထုတ်ပြန်တာပါတစ္စိုတနတ်ကလည်းဘယ်ကနေပါလာလဲမသိရဘူး တပ်သားဆိုတာကလည်းသူတို့ထွက်ဆိုချက်အရာပြောတာပါကျွန်တော်တို့ကတော့သူတို့ရဲ့ထွက်ဆိုချက်ကိုအတီးယူဖို့အတွက်ခက်ခဲနေပါတယ်နောက်ဆက်တွဲကိစ္စနဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့အတီးပြူပေးလို့မရပါဘူးမုံရွာပတ်ကဖကပဲတိမာပါလို့6 ਊ people defense force CHU PDF တပ်ဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သား2ဦးဟာဒီဇင်ဘာလ20ရက်နေ့ကတမ33ကတံမြားကာကာ6စီးနဲ့အင်းတော်မျိုးကိုစစ်ကူသွားရန်မုံရွာမျိုးကိုရောက်ရှိလာခြင်းဖြစ်တယ်လို့သိရပါတယ်မုံရွာမျိုးကိုရောက်ရှိပြီးတော့နောက်တရက်မှာ တရေးဘူကြီးကန်ဆောင်တဲ့ MA5 Piesto နဲ့ကြီးစံများကိုယူဆောင်လာပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကိုအလင်းဝင်ရန်ထွက်ပြေးလာခြင်းဖြစ်ပြီးတော့ဖုန်းအဆက်အသွယ်မရတဲ့အတွက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့တွေ့ကထိမ့်သိမ်းစစ်ဆေးခံရခြင်းဖြစ်ကြောင်းကိုမုံရွာမြို့နယ်ပကဖကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်တောင်ခမ်းဒေသမှာတိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးတော့စစ်သားများထိခိုက်ဒိဆုံးမှုတွေများပြားနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိအချိန်ထိကြောင်မဲခရိုင်နောင်ချုံမြို့နယ်တောင်ခမ်းဒေသမှာတိုက်ပွဲများဆက်လက်ပြင်းထန်နေတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်တွေကလည်းလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုများရှိနေတဲ့အပြင်မြေပြင်ကနေလည်းအင်အားအလုံးရင်းနဲ့ ထိုးစစ်ဆင်မှုတွေရှိနေတယ်လို့ပြောပါတယ်အခုလိုမျိုးထိုးစစ်ဆင်တိုက်ခိုက်မှုကိုကြောင်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ကြောင်မဲခရိုင် PDF တပ်ဖွဲ့နဲ့ EAO တပ်ဖွဲ့များပူးပေါင်းက ခုခံတိုက်ခိုက်နေစေဖြစ်တယ်လို့သိရပါတယ်လက်ရှိစစ်ရေးအခြေအနေကတော့တောင်ခမ်းမှာတိုက်ပွဲတွေတော်တော်ပြင်းထန်နေပါတယ်ကြောင်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ကရဲဘော်တွေကြောင်မဲခရိုင်အတွင်းကရဲဘော်တွေနဲ့မဟာမိတ် ERO တွေပူးပေါင်းပြီးတော့မြေပြင်မှာအကောင်းဆုံးလှုပ်ဆောင်နေပါတယ်လိုအပ်ချက်တွေကိုလည်းဖြည့်ဆည်းပေးဖို့တောင်းဆိုကြပါတယ်မြေပြင်အခြေအနေတွေကတော့ခွေးသေးတာတွေလည်းများပါတယ်အကုန်လုံးကိုတော့ပုံမရိုက်ထားပေမဲ့တချို့ခွေးသေးတွေနဲ့ပုံလေးတွေတော့ရှိပါတယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကြောင်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့စစ်ရေးတာဝန်ခံကိုဖြိုးကပြောကြားထားပါတယ်လက်တော်လုံးမှာယာဒီဥရုဟာအေးချမ်းလာပြီးဖြစ်တဲ့အတွက်ရှေ့တန်းတိုက်ခိုက်ရေးရဲဘော်များရဲ့စစ်အသုံးဆောင်ပစ္စည်းများတယောက်အိတ်အနွေးအိတ် sleeping bag များစေဝါများလိုအပ်လျက်ရှိကြောင်းပြောဆိုထားပါတယ်ဒါကြောင့်ပြည်တွင်းပြည်ပမှာရှိတဲ့ထောက်ပံ့အဖွဲ့အစည်းများမိဘပြည်သူများရဲ့ပူးပေါင်းပါဝင်ထောက်ပံ့မှုတွေလိုအပ်နေကြောင်းကိုလည်းအသိပေးထားပါတယ်အခုချိန်ကတော့ယာဒီဥရုကအေးတယ်ဗျ ဟိုရေရက်ကဆိုအေးလိုက်ကဖြတ်တော့ပိုဆိုးတယ်ရှေ့တန်းမှာနေရာယူထားတာဖြစ်တဲ့အတွက်ရဲဘော်တွေအတွက်လိုအပ်ချက်တွေအများကြီးဖြစ်နေပါတယ်ရဲဘော်တွေအတွက်ဆိုရင်ကြီကာတို့ယူနီဖောင်းတို့စစ်သုံးဆောင်ပစ္စည်းတွေကအစလိုအပ်ချက်တွေရှိနေပါတယ်ပြီးတော့ရှေ့တန်းမှာနေရေးထိုင်ရေးအခက်အခဲကရဲဘော်တွေအတွက် sleeping bag ကအဓိကဖြစ်နေတယ် sleeping bag တွေနဲ့အသုံးဆောင်ပစ္စည်းတွေရနိုင်မယ်ဆိုရင်တော့ရကြင်ပါတယ် sleeping bag ဆိုတာကတယောက်အိတ်အိတ်ရလေးတွေပါတယောက်အိတ်မိုးကသားလေးတွေနဲ့လှုပ်ထားတဲ့အနှွေးအိတ်ပုံစံမျိုးပေါ့လူတစ်ကိုယ်လုံးခြုံတဲ့အနှွေးအိတ်ပေါ့ အဲ့ဒါလေးတွေကိုပြည်သူတွေစီကနေပြီးတော့ပူပေါင်းပါဝင်မှုလေးတွေနဲ့ရကြင်ပါတယ်လို့ပြည်သူ့ကာကွယ်တပ်မတော်ကြောင်မဲခေရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့စစ်ရေးတာဝန်ခံကိုဖြိုးကတောင်းဆိုထားပါတယ်ပြည်သူ့ကာကွယ်တပ်မတော်ကြောင်မဲခေရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့အနေနဲ့1027ဆက်စရေးစတင်ကလေးကပါဝင်တိုက်ခိုက်နေခြင်းဖြစ်ပြီးတော့စစ်အာဏာရှင်စနစ်အမြင့်ပြတ်တဲ့အထီးကိုတိုက်ခိုက်ချိန်မုံသွားမှာဖြစ်တယ်လို့အသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမယန်းကုန်းမြို့နယ်အမှတ်နဲ့ရက်ကွက်မှာမနေ့ကညပိုင်းကစစ်ကောင်စီရဲ့အထူးတပ်ဖွဲ့ကစစ်စင်ရေးပုံစံမျိုးနဲ့အစင်းဝင်စစ်ပြီးရခိုင်လူငယ်၁၀ဦးအပါအဝင်လူငယ်အများအပြားကိုဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မနက်တနအီလောက်မှာဒနာတိတ်တီလနှစ်ရက်ကွက်ထဲကိုစစ်သားတွေရဲတွေယာနဲ့ချီတယ်အထူးတပ်ဖွဲ့ကလူတွေလည်းပါတယ်တိုက်တွေအကုန်လုံးပေါ်ကိုတက်တာရခိုင်လူငယ်၁၀ဦးလောက်ဖမ်းခံလိုက်ရတာကိုတွေ့ရတယ်အစင်းလဲတိုင်ထားတာကိုတတ်တတ်ကိုဖမ်းသွားတာ အခြားအစီအမတိုင်းနဲ့ပြည်သူတွေလည်းအဖမ်းခံရတယ်အချုပ်ကားတွေရဲကားတွေစစ်ကားတွေအများကြီးနဲ့ရက်ကွက်နဲ့လမ်းကိုပိတ်ပြီးတော့အစင်းစစ်တာလို့မယံကုန်းမြို့နယ်နှိရက်ကွက်ကပြည်သူတို့ကရှင်းပြထားပါတယ်ဒါ့အပြင်မယံကုန်းမြို့နယ်နှိရက်ကွက်မူရီတာအိယာတစ်အတွင်းမှာလည်းအခန်းအားလုံးကိုဝင်ရောက်ဆစ်ဆီးပြီးတော့အစင်းတိုင်ထားသူမှန်သမျှကိုလည်းရက်ကွက်ရုံးကိုခေါ်ဆောင်သွားတယ်လို့သိရပါတယ်မူရီတာအိယာတစ်ကိုတော့အဝင်ထွက်တွေပိတ်ပြီးတော့စစ်တာ ဒီမနက်မှပြန်သိရတာကအမတ်နဲ့ရက်ကွက်တစ်ခုလုံးကိုစစ်ဆေးတာတဲ့မတင်ကြတဲ့အိမ်တွေဆိုရင်ချင်းတော်မှလှန်ပြီးတော့စစ်တာဆန်အိုးတွေကိုလည်းဖြန့်ကြည့်တယ်လက်နဲ့ခဲရန်နေရှာတာလို့ပြောတယ်လို့မုဒိတာအိမ်အတစ်ကပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်အဲဆင်းစစ်ဆေးတဲ့စစ်ကောင်စီရဲ့အထူးတပ်ဖွဲ့ဟာမရန်ကုန်မြို့နယ်အမတ်နဲ့ရက်ကွက်ရုံးကရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့မပါဘဲနဲ့ကွင်းဆင်းပြီးတော့စစ်စင်ရေးပုံစံမျိုးနဲ့ဝင်းရောက်စစ်ဆေးခြင်းဖြစ်တယ်လို့ဒေသခံပြည်သူများကပြောဆိုနေကြပါတယ်ရဲနဲ့စစ်သားအယောက်၄၀၀ကျော်ကတိုက်တွေအကုန်လုံးကိုဝင်မှွေတာ မူရီတာအင်အားတွေကအများဆုံးအဖမ်းခံရတာမော်တော်ပီကယ်တွေပါပါတယ်အရန်မိသက်လည်းနည်းနည်းပါတယ်စစ်ကားတွေရဲကားတွေအရေးပေါ်ကားတွေရောအကုန်လုံးအစင်တစ်ထားတာတကားပိတ်ထားတဲ့အခန်းတွေကအစအကုန်ရိုက်ချိုးသွားတာတနေ့ကဗဟိုလမ်းမပေါ်အပိုလိုဟိုတယ်ရှေ့မှာအပြစ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တရက်ကွက်လုံးကိုဒရိုက်မကြံဝင်စစ်တာည7:00နာရီကနေမနက်4:00နာရီခွဲမှာအလုံးပြန်ကုန်တယ်လို့မယန်းကုန်းမြို့နယ်နှစ်ရက်ကွက်ကပြည်သူတို့ကဆက်လက်ရှင်းပြထားကြောင်းတတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ KNY ပြည်ဘော်လခဲမြို့မှာရဲစခန်းကရဲတပ်ချက်ကြီးတအုပ်နဲ့ရဲတပ်ချက်တအုပ်တို့ဟာလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ ဒီဇမလာ၁၈ရက်နေ့ကဘော်လခဲမြို့မှာရဲစခန်းကရဲတပ်ကြံကြီးတအူးဟာ AKM32 အမျိုးအစားတန်းတဲ့ဒလာကြီပေါက်၃ခု7.62ကြီစံအတောင့်60နဲ့၎င်းရဲတပ်ကြက်တအူးဟာ G3 ကြီပေါက်၄ခု G3 ကြီစံ7.62ကြီအတောင့်400နဲ့၎င်းအလင်းဝင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စုငွေတွေကိုတော့အလင်းဝင်တဲ့သူရဲ့လက်နက်ခဲယမ်းအမျိုးအစားအလိုက် ခိုက်တဲ့ခန်းစားခွင့်စူချင်းငွေတွေကိုပေးအပ်ချင်းမြင့်ခဲ့တာရှိပါတယ်။လွတ်မြောက်နယ်မြေကိုအလင်းဝင်လာတဲ့အခါမှာလုံခြုံစိတ်ချရဖို့အတွက်စင်ကဲစင်ကဲတာဝန်ယူချိတ်ဆက်ပို့ဆောင်ပေးခဲ့ရပါတယ်လို့ဘော်လခဲပြည်သူ့ကာကွယ်တပ်ဖွဲ့ BPDF တပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်။လက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်ရောက်ခဲ့တဲ့ရဲနှအူးကိုဘော်လခဲပြည်သူ့ကာကွယ်တပ်ဖွဲ့ BPDF ကလုံခြုံစိတ်ချရတဲ့လွတ်မြောက်နယ်မြေတစ်ခုကိုပို့ဆောင်ထားပြီးဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကိုဆုတ်လွှတ်က CDM ပြုတ်လုပ်အလင်းဝင်ခြင်းနဲ့ စစ်သားများရဲတပ်သားများအနေနဲ့ဗော်လခဲပြည်သူ့ကာကွယ်တပ်ဖွဲ့ BPDF ထံကိုဆက်သွယ်စုံစမ်းနိုင်ပြီးနှွေးထွေးစွာစူးစူးလက်ခံသွားမှာဖြစ်ကြောင်းကိုအတိပေးထားကြောင်းတင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ